တကယ်ပဲလာမယ့် update version 4.1မှာ 90fps တို့ 120fps တို့ဟာဖုန်းတိုင်းမှာရရှိတော့မှာလားဒါနဲ့ပတ်သက်ပြီးတကယ်ကျွန်တော်ဗီဒီယိုတွေတော်တော်လေးတွေးကြမယ်ဆိုတာသိကြပါတယ်ကျွန်တော်ကိုလည်းတော်တော်လေးဟိုအမီးများထားတာမျိုးရှိပါတယ် okay ဒါဆိုတော့ PUBG Mobile မှာ 60fps တို့ 90fps တို့ 120fps တို့ရဖို့ဆိုတာဒီအချက်၃ချက်နဲ့ကိုက်ညီမှရပါလိမ့်မယ် နံပါတ်၁ကျွန်တော်အသုံးပြုနေတဲ့ဖုန်းရဲ့မှန်ပြင် display က 90Hz ဒါမှမဟုတ်120 Hz ဖြစ်ရပါလိမ့်မယ်ဒီမှာ test sampling rate ကိုပြောတာမဟုတ်ပါဘူး screen refresh rate ကိုပြောတာဖြစ်ပါတယ်ဖုန်းရဲ့ display က 90Hz တို့ 120Hz တို့ဖြစ်နေလေပေါ့ဗျာဒီက 120fps တို့ 90fps တို့ရမယ်ဆိုတာမျိုးမရှိပါဘူးဗျာအတိအက SoC ပေါ့ဗျာဖုန်းမှာသုံးထားတဲ့ chip ကလည်းအရေးကြီးတာဖြစ်ပါတယ် smartphone အလုံးရဲ့ display ကိုကြည့်ရမယ်ဆိုရင်အောက်ထက်60 hertz ကလာတာဖြစ်ပါတယ်။ဖုန်းပေါ်မှာမူတည်မှဒီကဖုန်းရဲ့ဇင်းနှုန်းပေါ်ဒီမှာမူတည်မှ display ဒီမှာ90 hertz to 120 hertz တို့တွေ့မြင်ရတာမျိုးရှိပါတယ်။ဒါဆိုကြောပြောစီရရှိတာဖုန်းအလုံးရဲ့ display ကအောက်ထက်ကျော်60 hertz ကနေလာတယ်ဆိုရင် PUBG Mobile မှာဘာကြောင့်60 FPS support မလုပ်တာလဲဆိုတာပြောစီရရှိပါတယ်။ budget phone နေနေပေါ်ပြ mid-range phone နေနေကိုယ့်ရဲ့ဖုန်းရဲ့ display က90 120လည်းမဟုတ်ဘူး60ပဲဆိုရင်လည်း PUBG Mobile ဘက်ကနေ60 FPS ပေးရမှာပဲဘာကြောင့်မပေးရလဲဆိုတာမီး ီယာရှိပါတယ်ဒီနေရာမှာကျွန်တော်ပထမမှာပြောသွားတဲ့ဖုန်းထဲမှာတုံးထားတဲ့ SOC ဒီရဲ့ chip ကလည်းအရေးကြီးတာဖြစ်ပါတယ်ဖုန်းအများကြီးရှိပါတယ် screen refresh rate ကတော့ 90Hz တို့ 120Hz နဲ့လာပါတယ်ဒါပေမဲ့ PUBG Mobile လို့ 60fps ပဲဆော့လို့ရတဲ့ဖုန်းတွေလည်းအများကြီးရှိပါတယ်ဘောက်လဲဆိုတော့ SOC က support မလုပ်နိုင်တဲ့အတွက်ပဲဖြစ်ပါတယ်ဒါကြောင့်ပေါ်ပြန်နံပါတ်1ကိုကြီးရမယ်ဆိုတော့ SOC ကလည်းအရေးကြီးတာဖြစ်ပါတယ်နောက်ဆုံးဆိုကြပါစို့ပြဖုန်းမှာတုံးထားတဲ့ SOC ကလုံးဝ flagship SOC တုံးထားတဲ့ဖုန်းရဲ့ display ကကျော်ပုံမှန်ပေါ်ပြန် 60Hz ပဲဆိုရင်လည်းတကယ်ကြီးတို့120တို့90တို့ဆော့ ်လို့ရမှာမဟုတ်ပါဘူးဗျာဥမာကျွန်တော်တကယ်ကျွန်တော်ကိုပြောရမယ်ဆိုရင် iPad mini တွေကိုတစ်ချက်လောက်ကြည့်ကြည့်ပါသူ့ထဲမှာတုံးထားတဲ့ chip ကလုံးဝ flagship performance ပေးတာမျိုးရှိပါတယ်ဒိုင်မစ်လည်းပေါ့ဗျာ120တို့90တို့ဆိုလို့မရပါဘူးဗျာပေါ့လေဆိုတော့ဒီ iPad mini ရဲ့ display ကိုကြည့်ရမယ်ဆိုရင်60hz ပဲဖြစ်ပါတယ်ဒါကြောင့်ပေါ့ဗျာ PUBG ကိုကြည့်ရမယ်ဆိုရင် smooth ကို extreme ထိဆိုလို့ရတာဖြစ်ပါတယ် 60fps အထိပဲဆိုလို့ရတာဖြစ်ပါတယ်ဗျာနံပါတ်3အချက်ကတော့ PUBG Mobile developer တွေဘက်ကနေလည်းဒီရဲ့ option ကိုဖွင့်ပေးဖို့လိုတာဖြစ်ပါတယ်နောက်ဆုံးတကယ်ကျွန်တော်ကဘလောက်ပဲကောင်းတဲ့ SoC သုံး 3320 hertz display 3300ပေါ်ဗျာ PUBG developer ဘက်ကနေ 120fps တို့ရ 90fps တို့မှဖွင့်ပေးဘူးဆိုရင်လည်းတကယ်ကြီးတော့ဘာမှသုံးလို့ရမှာမဟုတ်ပါဘူးဗျာဘလောက်ပဲကောင်းတဲ့ flagship ကင်ထားကင်ထားပေါ်ဗျာဥမာကျွန်တော်ပြောရမယ်ဆိုရင်နောက်ဆုံးထွက်ရှိထားတဲ့ iPad တွေကိုကြည့်ကြည့်ပါနောက်ဆုံး iPhone 17ကိုကြည့်ကြည့်ပါ 120hz display သုံးထားတာမျိုးရှိပါတယ်ဒါပေမဲ့လက်ရှိအချိန်မှာကြည့်မယ်ဆိုရင်တော့ 60fps ပဲရတာဖြစ်ပါတယ် SoC ရတဲ့လုံးဝရှေ့ပဲ display ကလည်း 120hz ပေါ်ဗျာ90တို့120တို့ဘာကြောင့်မရတာလဲဆိုတာမေးစရာရှိပါတယ် PUBG Mobile developer ဘက်ကနေဒီရဲ့ option ှင်ကိုမဖွင့်ပေးသေးတဲ့အတွက်ပဲဖြစ်ပါတယ်လက်ရှိအချိန်မှာ 60fps နဲ့ Sony ရထားမျိုးရှိပါတယ် PUBG Mobile မှာ update တွေပါပြီးလာပြီးဆိုရင်လည်းဒီဖုန်းလေးမှာပေါ်ပြတဲ့ချက် fps တိုးပေးမယ်ဆိုတာသိကြပါတယ်ဥမာကျွန်တော်90ရို120ရို့ပေါ်ရဘယ်လောက်တိုးပေးမလဲဒါတော့ PUBG Mobile ပေါ်မှာမူတည်တာဖြစ်ပါတယ်ဆိုကြပါစို့တကယ်ကျွန်တော်ဖုန်းရဲ့ display က 90hz တိုး 120hz တိုးတဲ့အတိုင်းမဲ့ပေါ်ရတကယ်ကျွန်တော် 60fps နဲ့ပဲဆော်လို့ရနေတယ်ဆိုရင် PUBG Mobile ဘက်ကရင်တိုးပေးလို့ရထားမျိုးတော့ရှိပါတယ်ဒါပေမဲ့လည်း SOC ပေါ်မှာကြည့်မှာ PUBG Mobile ဘက်ကရင်တိုးပေးမှာဖြစ်ပါတယ်နောက်ဆုံး PUBG Mobile ဘက်ကနေဘာတွေကြည့်တာရှိလဲဆိုတော့ဥမာ ဲ့ဖုန်းပေါ်ရဒီရဲ့ SOC မှာကျော FPS ဒိုးပေးလိုက်မယ်ဆိုရင်သူ့ရဲ့ performance ကဘယ်လိုပုံစံလာမလဲပေါ်ရဖုန်းတွေတော်တော်လေးကိုပူသွားမလား FPS အများကြီးဖြွင့်ပေးလိုက်တော့ဒီရဲ့ SOC ကအလောက်မထိန်နိုင်ပဲနဲ့ပေါ်ရဖုန်းတအားပူပြီးမှ battery နဲ့ပတ်သက်ပြီးမှ NDA တွေဘာတွေရှိသွားမလားဒါတွေအားလုံးပေါ်ရ PUBG Mobile ဘက်ကနေ check လုပ်တာမျိုးရှိပါတယ်ဒီပေါ်မှာမူတီးမှဒီရဲ့ဖုန်းကိုပေါ်ရ FPS ဒိုးပေးတင်မဒိုးပေးတင်ဒါတွေစဉ်းစားရင်မှ PUBG Mobile ဘက်ကနေဖြွင့်တာမျိုးရှိပါတယ်ဒါကြောင့်ကျော် PUBG Mobile ဆိုတဲ့တငယ်ချင်းနေအနေနဲ့ကိုယ့်ရဲ့ဖုန်းမှာ FPS ဒိုးမလားမဒိုးဘူးလားပေါ်ရဒီအချက်၃ချက်ပေါ်မှာမူတီးတာဖြစ်ပါတယ် PUBG Mobile ဘက်ကနေ ဖွင့်ပေးဖို့လိုတာဖြစ်ပါတယ် update လာတိုင်းလာတိုင်း PUBG Mobile ဘက်ကနေဖုန်းတွေမှာ FPS တွေတူးပြီးတာမျိုးရှိပါတယ်ဒါပေမဲ့ဖုန်းတိုင်းကိုတူးပြီးတာမဟုတ်ပါဘူး PUBG Mobile ဘက်ကနေကြီးလိုက်တယ်ပေါ့ဗျာအဆင်ပြေမဲ့ဖုန်းမျိုးတူးပြီးတာဖြစ်ပါတယ်ဒီမှာကျတော့နောက်တစ်ခုက90တို့120 FPS တို့ရနိုင်လဲပေါ့ဗျာဒီ FPS အပြည့်ရတာမျိုးမရှိပါဘူးဗျာတကယ်ကျွန်တော်ဖုန်းပူလာတဲ့အခါပေါ့ဗျာ FPS ကျသွားတာမျိုးရှိပါတယ် internet line ကျတဲ့အခါ FPS ကျသွားတာမျိုးရှိပါတယ်ဒီပုံမှန်လေးဆိုတော့ FPS ကစကားပြောတာမျိုးရှိပါတယ်ဒီမှာတကယ်ချင်းတချို့အနေနဲ့ပေါ့ဗျာ FPS တင်ဖို့အတွက် GFX 2လေးပါတယ်တုံးတာမျိုးရှိပါတယ်ကျွန်တော်အကြံပေးချင်တာတော့ GFX Gear Fix တူးလေးပါတယ်မတုံးဘူးကျွန်တော်အကြံပေးလိုပါတယ်ဘောက်လဲဆိုတော့ PUBG Mobile လဲစီမင်းစီကဲမှာကြီးရမယ်ဆိုရင်တကယ်ချို third party software တွေ third party application တွေပါတယ်သုံးနာပေါ်ရ PUBG Mobile လဲစီမင်းစီကဲကိုချိုးဖောက်ရကြားရောက်တာဖြစ်ပါတယ်ဒီအတွက် PUBG Mobile ဘက်ကနေတကယ်ကျွန်တော်အကောင့်ကို ban လုပ်နိုင်တာဖြစ်ပါတယ်ဒီမှာချို့ရက်ပိုင်းလပိုင်း ban လုပ်နိုင်တယ်လို့10နှစ်လဲချို့ ban လုပ်နိုင်တာဖြစ်ပါတယ်အကောင့်ပိတ်ခံရနိုင်ခြေရှိတာဖြစ်ပါတယ်လက်ရှိအချိန်မှာမပိတ်ခံရသေးဘူးဆိုရင်တော့မပေါ်ရလာမယ့်အချိန်မှာပိတ်ခံရနိုင်ခြေရှိတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ကတော့တကယ်ကျွန်တော်ဒီရဲ့ GF Face 2လေးပါတယ်သုံးပြီးမှ FPS တွေပါတယ်တင်ပြီးမဆော့ဖို့ ့ပဲကျွန်တော်ကတော့အကြံပေးလို့ပါတယ်ဗျာနောက်ဆုံးတကယ်ကျွန်တော်စိုးကျင်နေဆိုရင်တော့တကယ်ကျွန်တော်စိုးလို့ရတာဖြစ်ပါတယ် account bank ခန့်ရတယ်ဆိုရင်တော့ဒါတကယ်ကျွန်တော်အပိုင်းဖြစ်သွားပါလိမ့်မယ်ဗျာ okay ဒါဆိုတကယ်ကျွန်အားလုံးအနေနဲ့ဒီလောက်ဆိုရင်ပေါ့ဗျာဒီ fps ကိစ္စနဲ့ပတ်သက်ပြီးမှကောင်းကောင်းနားလည်သဘောပေါက်သွားရလို့ကျွန်တော်မျှော်လင့်ပါတယ်ဗျာတခြားတကယ်ကျွန်တော်မသိတာမရှင်းတာရှိတယ်ဆိုရင်လည်း comment မှာမျှော်ဝေပေးသွားလို့ရပါတယ်ဗျာဒါဆိုရင်ကျွန်တော်လက်ရှိဒီ video လေးကတော့ဒီလောက်ပါပဲတကယ်ကျွန်အားလုံးအနေနဲ့ဒီ video လေးကိုနှစ်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျာအခုလို video ကြည့်ရှုပေးတဲ့တကယ်ကျွန်အားလုံးကိုလည်းကျွန်တော်အထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျာ